အထူးမိုးလေဝသတရင်2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့မြန်မာစံတော်ချိန်ညနေ4နာရီအချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်ညနေ4နာရီအချိန်တိုင်းထွာချက်များအရအရှိပတ်မှရွေရှားလာသော လေဝေလိုင်းများ၏အချိန်ကြောင့်၎င်းကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်ရင်းနှင့်ဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့လေပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေပြင်းအားနှင့်ရဝန်း၏အချိန်ကြောင့်၎င်း နိုဝင်ဘာလ၁ရက်နေ့မှနိုဝင်ဘာ၆ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီး အချို့ဒေသများတွင်ဒေသအလိုက်နှင့်နေရာကွဲ၍ ငိုကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်တို့ဖြစ်ပါ၍ငိုသေးထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကြွေခြင်း၊လျှက်တပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့်တဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေတာများရှိကုန်းမြင့်ဒေတာအနည်းတွင် နေထိုင်ကြသူများအနည်းဖြင့်မြေပြိုမှုအနည်းရေမြင့်ငယ်ချောင်းငယ်များအနည်းတွင် နေထိုင်ကြသူများအနည်းဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုဆောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေချောင်းတွာလာရေလေချောင်းပြန့်တန်းရေနှင့်ဆယ်မြောင်းဒါရမန်များအနည်းဖြင့်လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည်ရှင်